မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်ချီရေးအတွက်မပူးပေါင်းလို့ဆိုပြီးတော့တရုတ်ဆောင်ဖွဲ့ဖွဲ့ကိုစစ်ခွေးတွေကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးလွယ်မြို့မှာဇကားရိုက်နေတဲ့ဖွဲ့ဖွဲ့ကိုစစ်ခွေးတပ်ဘက်ကလာရောက်ဖမ်းဆီးသွားတာလို့အမှုပညာလောကသားတချို့ကအတည်ပြုပြောကြားထားပါတယ်။ဖွဲ့ဖွဲ့ဖမ်းဆီးရတာကတော့တေးကြတဲ့အလင်းရောင်ကိုတော့အတည်မပြုနိုင်သေးဘူးလို့အမှုပညာလောကသားတအုပ်ကပြောပြထားပါတယ်။စစ်ကောင်စီအားပေးတဲ့ Telegram Channel တွေမှာလည်းရွေးကောက်ပွဲလုံခြုံရေးအတွက်ခေါ်နေတာမလာတဲ့ အကယ်ဒမီများရှင်မင်းသမီးတွေပြည်ဦးလွယ်မှာအခေါ်ခံလိုက်ရပြီလို့យေးသားထားပြီးတော့နိုဗမ်ဘာလ6ရက်နေ့မှာဝါရဖြန့်ချီနေတာကိုတွေ့ရပါတယ်ဒါအပြင်စစ်တပ်ရဲ့ Telegram Channel တွေမှာတော့စစ်ကောင်စီဘက်ကခေါ်ယူစစ်ဆေးပြီးကမ်ပိန်းမှာပါဝင်ကူညီပေးဖို့စည်းရုံးနေတာလို့ဆိုပါတယ်စစ်ခွေးအုပ်စုကအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါရဖြန့်တဲ့ကမ်ပိန်းတွေမှာနိုဗမ်ဘာလ9ရက်နေ့နောက်ဆုံးထားပြီးတော့ပါဝင်ဖို့ညွှန်ကြားထားပြီးလူတီများတဲ့အမှုပညာရှင်တွေကအလင်းရောင်နဲ့ဖွေးဖွေးကနိုဗ ెంబ ာလ9ရက်နေ့ညနေအထိအဆက်အသွယ်မရတော့ဘူးလို့ စစ်တပ်အမာခံထောက်ခံတဲ့ကြော်မျိုးမင်းကလည်းပြောပြထားပါဗျ။ကမ်ပိန်းမှာမပါဝင်တဲ့အမှုပြညာရှင်တွေကိုအာနာသိန်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်အပါအဝင်အခြားသောကိစ္စတွေနဲ့စစ်ခွေးအုပ်စုကအေးအေးယူမှာဖြစ်တယ်လို့ကြော်မျိုးမင်းကချိန်ချောက်ပြောဆိုထားပါဗျ။စစ်ကောင်စီအုပ်စုကသူတို့စိတ်တန်းကြလှုပ်ဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက်အမှုပြညာလောကကနာမည်ကြီးတဲ့တရုတ်ဆောင်တွေကိုတုံးထားတဲ့ဝါရဖြန့်ဇကားကိုအော်တိုဘာလာနောက်ဆုံးပတ်မှာထုတ်ပြန်ခဲ့ပေမယ့်ပြည်သူတွေဘက်ကအမှုပြညာရှင်တွေကိုဝေဖန်ပြစ်တင်မှုတွေနဲ့အတူ ဝိုင်းကော့လုတ်ပြီးတော့သပိတ်မောက်ထားမှုနဲ့လူမှုရေးပြည်တံခတ်တာ social punishment တွေကိုလှုပ်လာကြတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ခွေးလက်အောက်ခံပြည်ကြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့မှာအမှုပညာရှင်အားလုံးကိုအရေးပေါ်အစည်းအဝေးခေါ်ယူပြီးတော့ရွေးကောက်ပွဲကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ကြဖို့နဲ့မပါဝင်ရင်အရေးယူမယ့်အကြောင်းကိုလည်းချိန်ချောက်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတပ်ကသူတို့ရဲ့ဝါဒဖြန့်တဲ့ဇာတ်ကားတွေကိုဝေဖန်လို့ ဝေဖန်တဲ့အကြောင်းအရာတွေကိုထောက်ခံလို့ဆိုပြီးတော့အကြောင်းပြချက်တွေနဲ့လဲစစ်တပ်ကဒါရိုက်တာ၃ဦးနဲ့ပြောဆောင်၂ဦးကိုမတရားဖမ်းဆီးထားပါသေးတယ်။မနေ့ကည၈နာရီခွဲမှာစစ်တပ်ထောက်ခံတဲ့သတင်းဌာနတစ်ခုမှာတော့ဖွဲဖွဲကိုပြန်လှုပ်ပြီးတော့အလေးအရောင်ထပ်ဖမ်းခံရတယ်လို့သတင်းဖော်ပြထားပါတယ်။ဒါပေမဲ့ဒီအချက်လက်တွေကိုတော့တိတိအတိပြုတ်နိုင်ခြင်းမရှိသေးပါဘူး။ အချင်းကြရာကနေပြန်လွတ်လာပြီးတော့ဇက်ကားတွေမရိုက်တော့တဲ့အမှုပညာရှင်တွေအပါအဝင်အမှုပညာရှင်တွေအားလုံးကိုစစ်ခွေးတပ်ကဝါရဖြန့်နဲ့ဇက်ကားမရိုက်ကူးပေးရင်အရေးယူမယ်ဆိုပြီးချင်းချောက်ပြီးတဲ့နောက်မှာဒါရိုက်တာဝိုင်းမီးဝါမင်းလွင်ထက်အော်ရတာအင်ဗရာကျော်စင်ပြည်သူဦးစတဲ့နာမည်ကြီးတဲ့အမှုပညာရှင်တွေပါ ရိုက်ကူးပေးနေရတယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံကုတ်မြို့ရဲကိုအကြမ်းမဲ့စစ်တပ်ကဝင်ရောက်လာမှာကိုလက်မခံကြောင်းပြည်သူတွေကမနေ့ကညပိုင်းကပန်းမုံတီးပြီးတော့ဆန္ဒပြခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမိုးကုတ်မြို့မှာမနေ့ကနိုဝင်ဘာလ6ရက်နေ့ည8နာရီလောက်ကစတင်ပြီးတော့စစ်အာဏာရှင်စနစ်ကိုအလိုမရှိကြောင်းနဲ့မိုးကုတ်မြို့တဲကိုအကြမ်းဖက်စစ်ခွေးတွေပြန်လည်ဝင်ရောက်လာမှာကိုလုံးဝလက်မခံနိုင်ကြောင်းမြို့အလုံးကျွတ်တန်ဖုံးတီးပြီးတော့ဆန္ဒပြကြတယ်လို့သိရပါတယ်။ဒီတော်လိုင်းရေးဟာလူလူတော်လိုင်းရေးဖြစ်တာမို့လို့စစ်အာဏာရှင်စနစ်ဆက်လက်ပြီးတော့တည်ရှိနေတဲ့မြတ်ကာလပတ်လုံးတန်ဖုံးတီးလှုပ်ရှားမှုနီးနာကိုတနိုင်ငံလုံးစည်းလုံးညီညွတ်စွာနဲ့အခွင့်အခါသိရင်သိတယ်လို့အသုံးပြုပြီးတော့ညီညွတ်စွာတော်လိုင်းရမယ်လို့အထွေထွေတပိတ်ပေါင်းဆက်ညီလိုက်ရေးအင်အားစု General Strike Coordination Body GSCB ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းကောတောင်းခရိုင်ခမောက်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာ ဘုံမူဘူကြီးတွေအပါအဝင်စစ်ခွေးအကောင်20ကျော်တိတ်ဆုံးပြီးတော့အများပြားဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့နေ့လယ်12:50မိနစ်ခန့်မှာခမောက်ကြီးမြို့နယ်အခြေစားတပ်နယ်ကအင်အား80လောင်းနဲ့၄ရွာနဲ့ထူးဆုံဖြက်လန်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကအသိစောင့်ကြိုပြီးတော့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၃နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဘုံမူတအူဘိုးကြီးတအူနဲ့တက်ကြကြီးတအူအပါအဝင်ရှေ့ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံးခဲ့တာကိုတော်လိုင်းရဲဘော်တွေကမျက်မြင်တွေ့ရှိခဲ့ရတယ်လို့ပြောပါဗျ။ဒါအပြင်အဲ့ဒီတိုက်ပွဲအတွင်းမှာတိုက်ဆုံးသွားတဲ့စစ်ခွေးအလောင်း၁၈လောင်းကို၄ပါးစာတင်ကြောင်းအနည်းမှာမိရှုပ်ထားခဲ့တယ်လို့ပြောပါဗျ။ညဉ့်နေကတော့ဘုံမူတအူနဲ့သုံးဘွဲ့ဘိုးကြီးတအူပြီးတော့တက်ကြကြီးတအူအပါအဝင်ရှေ့ဦးရှိုးသွားတာကိုတော့မျက်မြင်ပဲ အလောင်း၁၈လောင်းကိုမီးရှို့ထားခဲ့တာလဲခိုင်မာတဲ့တရေအင်းမေကရရှိထားတာပါဒီကောင်တွေကစစ်ခွေးအလောင်းတွေကိုသူတို့ကိုယ်တိုင်မီးရှို့သွားတာပါပြီးတော့ခမောက်ကြီးတက်နေတဲ့မှာအရာရှိ၃ဦးနာယီအခမ်းအနားလုပ်တယ်လို့လဲသတင်းရထားပါတယ်လို့ကော်တောင်းခရိုင်ပြည်သူ့ကာကွယ်အဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုချားကြီးကရှင်းပြထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်သား28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ခြေပြက်လက်ပြက်ဒဏ်ရာအပြင်းထန်ရရရှိကစစ်သား၈ဦးကိုခိုင်းနိုင်ငံရနောင်းစေးယုံမှာဆေးကုသနေရတယ်လို့သိရပါတယ် ြံရှိနေတဲ့စစ်ခွေးများဒဏ်ရာရနေတဲ့စစ်ခွေးများကိုကော်တောင်းပြည်သူစေယုံနဲ့စစ်တပ်စေယုံတို့မှစေကူတာပေးနေရတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုကော်တောင်းခရိုင်မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ KTLA ဘိုးချုံမြအထူးတပ်ရဲ့ကော်တောင်းညွန့်နယ်ပကဖနဲ့ဘုတ်ပင်းညွန့်နယ်ပကဖတို့ကပူးပေါင်းလာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လန်ဟီတပ်ဖွဲ့ဝင်၂ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးတော့တအူးကတော့မစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ကောတောင်းခရိုင်အတွင်းစစ်ရေးအရှိန်မြင့်တင်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့တော်လိုက်တပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်များကိုလေးစားလိုက်နာပြီးတော့စစ်ရေးအသည့်စစ်ရေးသတိအငြင်းရှိကြရန်ကောတောင်းခရိုင်ပြည်သူ့ကာကွယ်အဖွဲ့တရင်နဲ့ပြန်ကြားရေးဌာနကနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းကမ်းမမြို့ရေနေသားရဲစခန်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ရေးတင်းမာနေတဲ့အတွက်တရက်ကမ်းမလမ်းမိုင်းကိုပြည်သူများအသုံးမပြုကြရန်သတိပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလပိုင်းမှာစတင်ပြီးတော့ကမ်းမမြို့ရေနေသားရဲစခန်းမှာအကြမ်းဖက်စစ်တပ်နဲ့တွန်လိုက်တပ်ဖွဲ့များတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလည်းအင်အားအများအပြားဖိတင်းလာတဲ့အတွက်ကြောင့်တရက်ကမ်းမလမ်းမိုင်းမှာစစ်ရေးတွေတင်းမာနေခြင်းဖြစ်တယ်လို့သိရပါဗျာ။ အခုလိုမျိုးစီရေးတင်းမာနေတဲ့အတွက်ကြောင့်အကြမ်းဖက်ဆက်တက်ကပြည်သူများနေထိုင်တဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ပြောပါရတယ်။ကျွန်တော်တို့ရဲ့တရက်ကံမှလမ်းပိုင်းပေါ့အဲ့ဒီလမ်းပိုင်းကိုစီရေးအရာစိုးမုံနိုင်ဖို့စ조사နေတာပါ။조사တဲ့အခါမှာကျွန်တော်တို့အဲ့ဒီမှာရေးနေတာရဲစခန်းပေါ့ကျွန်တော်တို့တကြိမ်တိုက်ခိုက်ခဲ့ပြီးမီးရှို့ခဲ့တဲ့ရဲစခန်းမှာအဲ့ဒီမှာဒီကောင်တွေအနေနဲ့ပြန်လဲပြီးတော့ပြင်ဆင်ပြီးစခန်းချတာတွေရှိပါတယ်အဲ့ဒီလမ်းပိုင်းမှာအေးပါတဲ့ရေးနေတာရဲစခန်းကိုကျွန်တော်တို့တွေတိုက်ခိုက်ခဲ့တယ် အဲ့ဒီအတွက်ခီးသွားပြီးသူတွေဒေသခံပြီးသူတွေဒီလမ်းပိုင်းကိုအသုံးပြုနေတော့ထိခိုက်တာတွေဖြစ်မှာဆိုလို့လမ်းကိုပိတ်ဖို့ထုတ်ပြန်တာဖြစ်ပါတယ်တိုက်ပွဲကတော့လောလောဆယ်မရှိသေးပေမယ့်စီရေးအခြေအနေအရတင်းမာနေတဲ့အနေအထားရှိပါတယ်အခုလက်ရှိတော့တရက်ကနေပြီးတော့အင်အားတချို့ဒီကောင်တွေထပ်တိုးထားတာရှိတယ်အေအော်ရီမြေအတိုင်းအရသားလင်ငယ်တွေကိုငှားပြီးတော့အင်အားတွေတိုးလာတာမျိုးတွေရှိပါတယ်ကမ္မဘက်ကလည်းဒီကောင်တွေရှိတဲ့အင်အားကိုထပ်တိုးတာတွေရှိတာပေါ့ရင်းနေတာဘက်ကိုပါလို့တရက်ခရိုင်အမှတ်လေးတက်ရင်သတင်းနဲ့ပြောင်းကြားရေးတာဝန်ခံကိုမြက်ကရှင်းပြထားပါတယ် အခုလိုမျိုးစီရေးတင်းမာနေခြင်းကြောင့်တရက်ကံမလမ်းမကြီးကိုအတုံးပြူသွားလာနေကြတဲ့ပြည်သူများအနေနဲ့မနေ့ကနိုဝင်ဘာလ6ရက်နေ့ကနေစတင်ပြီးတော့သွားလာခြင်းမျိုးမပြုလုပ်ကြရန်နဲ့နောက်ထပ်သွားလာခွင့်ကျင်းညာချက်မထုတ်ပြန်မခြင်းကိုလုံးဝအသုံးမပြုကြရန်တရက်ခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ကျင်းညာထားတယ်လို့သိရပါဗျ။သို့တော်လည်းကျမကြီးကိစ္စအများကြောင့်မဖြစ်မနေအရေးတကြီးအသုံးပြုရန်လိုအပ်လာပါကသက်ဆိုင်ရာတရင်တပ်ဖွဲ့များထံကိုချိတ်ဆက်ပြီးတော့ဆက်သွယ်တရင်ပေးဖို့ပြီး 贵州这野马的，拍得多老专业，第一看马丽的影一第二看他叫林亚西吧的名。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ရွှေတံဘိုးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ည8နာရီကျော်ကမှရွှေတံဘိုးရွာကိုမိထီလာရှမ်းနယ်လေတပ်ကနေတက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ Jet Fighter တစ်စီးကပုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတက်ခိုက်မှုအတွင်းရွှေတံဘိုးရွာမှာနေထိုင်တဲ့ပြည်သူတအုပ်တေဆုံးပြီးနေအိမ်များလည်းထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။ စစ်ခွေးတွေက9ရက်နေ့ည8နာရီလောက်မှာဖီတာမိုကြီးရွာကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်သွားတာပြည်သူတအူးသေဆုံးတယ်လို့သိရတယ်။နေအိမ်လေးလည်းပျက်စီးသွားတယ်လို့ဒေသခံပြည်သူတအူးကအတိအပြုပြောကြားထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာကျေးရွာနေပြည်သူများအပေါ်ရက်စက်ကြမ်းတုပ်စွာလေကြောင်းတိုက်ခိုက်မှုတွေအချိန်မရွေးပြုလုပ်တတ်တဲ့အတွက်ကြောင့်ပြည်သူများသတိပြုနေထိုင်ကြရန်ဒေတာရင်းတွန်လိုင်းအင်အားစုများကတိုက်တွန်းထားတယ်လို့ပြောပါတယ်။အလားတူပဲမနေ့ကနိုဝင်ဘာလ6ရက်နေ့မနေ့7နာရီ55မိနစ်ခန့်မှာဘကိုးတိုင်းဖြူးမြို့နယ် မကြီးကုန်းတောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့မုံမြို့အခြေစားခမရ990တိုင်ရင်ကနေ320မောင်းကလက်နက်ကြီးများအသေးခံဒရုန်းများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူကာကွယ်တပ်မတော်တိုင်ရင်သုံးအလာဝကစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။အဲဒီနောက်မနေ့ကမော်လေတနအီခွဲအချိန်ကမှအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော့ပတာနှစ်စီးနဲ့မကြီးကုန်းတောင်ရွာမှာရှိတဲ့နေအိမ်များကိုဘုံနှလုံးထပ်မံကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုတွေအတွင်းမှာမကြီးတောင်ရွာသားအသက်55နှစ်အရွယ် ဥမောင်ရဲ့ဘိုက်ပွင့်ထွက်တန်းရနဲ့တေဆုံးခဲ့ပြီးတော့နေအိမ်၆လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျက်တက်ခတ်ပြီးတဲ့နောက်အကြမ်းဆက်တဲ့ရဲ့ gyrocopter တစ်စီးဟာဗရက်ခင်ရွာနဲ့ဒဂွန်တိုင်ရွာကြားမှာပြက်ကျခဲ့ပြီးတော့မောင်းနေသူစစ်သား၂ဦးစလုံးတေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ပမိုင်းလမ်းစုံမှာပြူစောထီးနဲ့စစ်တပ်ကပြည်သူစားတွေကိုအုံဆပြီးတော့လူငယ်များကိုတွေးဆောင်ဖျားယောင်းပြီးစစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးခြင်းနဲ့ငွေညှင်းမှုများလုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေပြည်သားမြို့နယ်အမှတ်15ရပ်ကွက်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်လူငယ်တအူးက၎င်းရဲ့တငယ်ချင်း3ဦးနဲ့အတူလိုဖာမာလာ9ရက်နေ့ညနေပိုင်းမှာဒဇောင်းတိုင်းပွဲနဲ့ဈေးရောင်းပွဲကိုသွားမယ်ဆိုပြီးတော့ ထွက်လာတယ်လို့သိရပါတယ်အဲ့ဒီနောက်ည9:00နာရီခွဲအချိန်မှာလူငယ်ရဲ့လက်ကင်ဖုန်းကနေတစဉ်လုံခြုံရေးတာဝန်ရှိသူတဦးဆိုပြီးတော့ဖုန်းနဲ့မိသားစုထံကိုဆက်သွယ်လာပြီးတော့စစ်မှုထမ်းအဖြစ်နဲ့စူးစမ်းမခံရလိုပါကလူငယ်တဦးကိုငွေချက်25ဒိန်းနဲ့လာရောက်ပြီးတော့ရွေးယူခိုင်းတယ်လို့ပြောပါတယ်။တမိုင်းလမ်းဆောင်ကောင်းကြိုက်ဓာတ်မောက်ဆိုင်ရှိမှပြည်ထစာအမျိုးသမီးတစုကဈေးတက်တက်တာတာနဲ့ပျော်ပါနိုင်တယ်ဆိုပြီးတော့လူငယ်များကိုခေါ်ဆောင်သွားပြီးတဲ့နောက်စစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ကပြန်လည်ရှင်းပြလာပါတယ်။ ကောင်းကြိုက်ဓာတ်ပေါက်ဆိုင်ရှေ့နားမှာသူတို့လူငယ်တွေရွှေပြည်သားပြန်ဖို့ကားဆောင်လေတော့ကောင်းမလေးတွေကဈေးသက်သက်တတနဲ့ပျော်ပါလို့ရတယ်ဆိုပြီးတော့ခေါ်တော့သူတို့လည်းလိုက်သွားတာပေါ့ကားကလည်းသူတို့ရဲ့တက္ကစီကားကားပေါ်ရောက်မှရက်ွက်ရုံးကိုခေါ်သွားပြီးတော့စစ်မှုထမ်းအဖြစ်နဲ့စူဆောင်းတယ်ဆိုပြီးဖမ်းလိုက်တာပါ KB နဲ့ခွဲပြီးတော့လွှဲခိုင်းတယ်ငွေလွှဲပြီးတော့မှရက်ွက်ရုံးကနေပြန်သွားခေါ်လို့ရတာမရွေးနိုင်တဲ့နှစ်ယောက်ကတော့ဘရင်အောင်စေကျော်ရေးရိတ်တာကိုတမ်းမီအပုတ်ခံလိုက်ရတယ်လို့လွန်မြောက်လာတဲ့လူငယ်ရဲ့ဆွေရိုးသားချင်းကရှင်းပြထားပါတယ် မရန်ကုန်မြို့နယ်ကမိုင်းလမ်းစုံကောင်းကြိုက်ဒံပေါက်ဆိုင်အနီးမှာပြည်ထစာအမျိုးသမီးများစွာနေရောညပါရှိနေပြီးတော့အဲ့ဒီပြည်ထစာတွေကတချို့ဟာစစ်တပ်အတွက်လူငယ်များရှာဖွေဖမ်းဆီးပေးမှုများလှုပ်ဆောင်လာနေတယ်လို့သိရပါဗျ။ဘျူစောတီနဲ့အောက်တန်းစားလူမိုက်တချို့ကတက္ကစီကားတွေနဲ့ဆောင်းဆိုင်ပြီးတော့ပြည်ထစာများကပွေးဆောင်ဖျားယောင်ခေါ်ဆောင်လာတဲ့လူငယ်တွေကိုရက်ွက်ရုံကိုတခါနဲ့ခေါ်ဆောင်ကစစ်မှုထမ်းအဖြစ်နဲ့စူးစောင်းနေတယ်လို့သိရပါဗျ။အလားတူပဲ မန္တလေးတိုင်းဝမ်းဝဲမြို့နယ်ကြီးပါ9ရွာကလူငယ်10ဦးကိုစစ်တပ်ကနေအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲခဲ့ကြောင်း Voice of Wanwen ကတာဝန်ရှိသူကရှင်းပြထားပါတယ်။နိုဝင်ဘာလ9ရက်နေ့ဝမ်းဝဲမြို့နယ်ပင်းတလဲမိထီလာလမ်းတလျှောက်မှာရှိတဲ့ကျောင်းကုန်းရွာရွာသစ်ရွာသစ်ပလွေကန်ကြီးပါတွေကိုစစ်တပ်ကဝင်ရောက်စီးနင်းနေပြီးတော့လူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်နိုဝင်ဘာလ6ရက်နေ့မှာအင်းရင်ကြီးရွာမုံတော်ကြီးရွာတို့ကိုထပ်မံစီးနင်းပြီးလူငယ်3ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ လူငယ်၁၀ဦးကိုစစ်ခွေးတပ်ကပေါ်တာဆွဲပြီးတဲ့နောက်ပတ်စံတက်နိုင်တဲ့မိသားစုတွေကလူငယ်၁၀ဦးကိုငွေကျပ်၂၅သိန်းနဲ့ပြန်ရွေးခဲ့တယ်လို့သိရပါတယ်။ကြံတဲ့လူငယ်၉ဦးစလုံးဟာပင်တလေရဲစခန်းမှာဆက်လက်ပြီးတော့ဖမ်းဆီးခံထားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဆက်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ